ဆရာချစ်တီးရမှာအကြောက်ဆုံးအဆိုတော်နှစ်ယောက်ကဘာလို့လဲဆိုတာကိုတော့ Top Back True History နဲ့ interview မှာကြည့်ကြည့်အောင်ဗျာ။တီးရတာကြောက်တာတော့အဆိုတော် sign design နဲ့ကုခမောင်တူပေါ့နော်။ဟာဒီသူသူတို့တချင်းเนี่ยအရင်နာမည်ကြီးရတယ်ကျွန်တော်ကကိုယ်တိုင်လည်းတီးခဲ့တာမဟုတ်တော့နောက်တော့အဲ့လိုမျိုးပွဲတစ်ခုလာပြီဆိုရင်တချင်းတိုက်မဲ့ရက်ကလည်းတိတ်မရှိဘူးဟုတ်ကဲ့အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးအမှားနေအောင်ပဲအဲ့လိုမျိုးစူးစမ်းပြီးတီးရတာပါနော် ရတဲ့ပညာတွေကဘာမြေကိုအုပ်စိုးဖို့မလောက်ကြနေလေလာမပဲတော့တော့ဟုတ်ကဲ့ကဲကိုခမောင်တူးတချင်းစုကိုစုံမျိုးတို့တီးတာဆိုတော့ဟုတ်ကဲ့အဲမြစ်စမလိုင်းကဦးဦးစော်ကြီးတီးတာဆိုတော့သူကအရန်ကောင်းတယ်လေဟုတ်ကဲ့သူပြိသက်ကလေအဲသူ့ရဲ့ဆူလိုတွေတီးတော့ကိုကလည်းအတင်းလိုက်ပြီးတော့အဲ့လိုမျိုးကြိုးစားပြီးတီးရတာပါနော်အဲ့ဒီချိန်ကဒဝိုင်းဝမ်းနဲ့မြစ်စမလိုင်းက ြည့်တဲ့ဒီပုံမှာဘလောက်ထောင်လွှမ်းမိုးမှုရှိသားတယ်လဲဆိုလို့ရှိရင်သူတို့ရဲ့ဆိုလိုချိုချိုလေးကို scale တွေပြတာတော့မကြိုက်ဘူးဆိုတဲ့အနေထားမျိုးဆရာချစ်ကပြောပြသွားတာကိုတွေ့ရပါတယ်ဗျာအဲပြင်စင်ချင်းနေနေတာအဲ့လိုဖိအားတွေများတာကြောင့်မို့ဆရာချစ်အနေနဲ့ဒီဆိုလိုကြီးနှောင်းရဲ့တခြင်းတွေကိုတီးရမှာကြောက်တယ်လို့သူကပြောခဲ့ပုံရပါတယ်ဗျာဟုတ်ကဲ့အဲ့အိပွဲတစ်ပွဲမှာဆိုရင်အဲ့လိဟိုတီးနေတဲ့ခါကျတော့အဲ့လိုမျိုးပေါ့အဲ့ ကျွန်တော်ဆရာဆိုပဲမူအောက်ကပြိဿကလာပြီးတော့ပြောတာဟောင်းရဲမင်းဖိုင်တီးနေရလဲပေါ့အဲ့လိုမျိုးပဲအဲ့ဟိုဟာအဲ့ကိုစုံမျိုးတွတ်တီးတဲ့အတိုင်းမင်းတီးလေကွာတဲ့အဲ့လိုမျိုးပြောတော့ကျွန်တော်ကသူ့ဆရာဟိုကျွန်တော်ကဘာမှမဟုတ်သေးတော့ဆရာကိုပြောတယ်ကျွန်တော်မခံနိုင်ဘူးလေကျွန်တော်ကအဲ့တုန်းကဘယ်သူကပြောပြီးပြန်ပြီးတော့စင်ဝန်းနေပြန်ဆဲမိတာပါအဲ့လူကအဲဆရာပြောဟာဖူးရလေးတယ်အဲ့လူမပြောရဘူးတဲ့ပြိဿဆိုတာအဲ့လူမပြောရဘူးကွာအဲ့သူအဲ့လိုမျိုးလေးတွေသင်ပေးတာကြီးပေါ့နော်